ားလုံးမင်္ဂလာပါဗျာဖိုကောလင်းနေပညာနေပြန်နေကြိုဆိုပါရယ်ဗျာဒီနေ့မှာတော့ဒီဖုန်းကဘိုင်းရက်နေအရန်ကိုက်ပြီးတော့ဘုံကလုံးဝသုံးမရတော့ပါဘူးအဲ့လိုချင်းနေဖြစ်နေတာကိုကျွန်တော်ပထမတော့ကျွန်တော်ဘိုင်းနေတက်ပေးတယ်ကြုံညာနေပိတ်ပေးပါတယ်ဒါပေမဲ့အအကြာကြီးမခံဘူးတလားလောက်ပဲခံတယ်သူကဂိင်းနေဆော့တယ်ဟိုဆွဲဒီဆွဲနေခလေးဆော့ရဆိုတော့ပြန်ပြီးတော့ပါလာတယ်အဲ့လိုချင်းနေဖြစ်နေတာကိုကျွန်တော်ကအားလုံးရှင်းသွားအောင်လို့ဒီနေ့မှာတော့ဖက်ဒီရီဆက်အကြီးချနေမြောက်ပေးမှဖြစ်ပါတယ် အဲ့တော့ဖန်ယူဆက်ချမယ်ဆိုဖုန်းနဲ့ရှိတာအကုန်ပြတ်နိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အကောက်တွေဖုန်းနံပါတ်တွေဓာတ်ပုံတွေကိုတခြားနေရာကိုအရင်စေထားမယ်ပေါ့နော်။ Okay ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းထဲမှာရှိတဲ့အဲကျွန်တော်ဒါဒီလောဒါဒါကျွန်တော်ဒီဖုန်းဥမာပြရတာပေါ့နော်။အာကျွန်တော်မိတ်ဆွေများကဘယ်ရနေနေအကုန်အတူတူပါပဲ။ Okay ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ Gmail အကောက်ထဲကိုသွားမယ်။အကောက်ထဲကိုသွားပြီးတော့အမအကောက်တွေရှိတယ်။အဲအကောက်တွေကိုတော့ကျွန်တော်တို့က အောက်ပေးထားမှာဖြစ်ပါတယ်အဲဘာအောက်မလဲဆိုကိုကဲကောက်ကိုတော့အောက်ပေးထားမှာဖြစ်ပါတယ်ဗောနော်ဒီမှာဂျီမီကောက်ရှိတယ်အကောက်ကိုတော့ကျွန်တော်တွေထွက်ထွက်ထားမယ်နော်โอเคဒီမှာ remove ပါရယ်နော်အမ remove နဲ့ထွက်မယ်โอเคဒီမှာလဲ remove ပါရယ် remove နဲ့ထွက်မယ်ကျွန်တော်အကောက်တွေတော့အောက်ပေးထားမှာဖြစ်တယ်နော်ဒါမှသာလေကျွန်တော်တို့ကဒီမဟုတ်ဘူးနော်ဒါဆိုရင်ဒီမှာသူ password ပြန်တောင်းပါတယ် โอเคဒါဆိုရင်ကျွန်တော်တို့ Gmail account မရှိတော့ပါဘူး Gmail account မရှိရင်ရပါပြီရပြီဆိုတော့ကျွန်တော်တို့ဖုန်းကို free reset ချမယ် free reset ချမယ်ဆိုလို့ရှင်တော့ free reset ဆက်ဆက်တင်ကျွန်တော်တို့အမရှာတော့ဆိုလည်းကိစ္စမရှိဘူးဒီညလေးမှာ server မှာ reset ဆိုပြီးရိုက်ရှာမယ် r e s e t reset အဲကျွန်တော် reset ဆိုပြီးရိုက်ရှာတာ ਨੇ ဒီမှာဒီမှာဒီမှာ setting ပဲ reset ချမလားပေါ့ဒါဆိုရင်သူကဒီ setting မဲ့ reset ချပေးမှာဖုန်းနဲ့ရှိတဲ့ data တွေလုံးဝပြတ်မသွားပါဘူးအဲ့တော့ setting setting reset ချမယ်အဲကျွန်တော်မိတ်ဆွေများကကိုဖုန်းနံပါတ် data တွေအကောက်တွေပြတ်မှာကြောက်လို့ရှိရင်တော့ setting reset ပဲချပါအကောက် data ဖုန်းနံပါတ်ဘာတစ်ခုမှမပြတ်ပါဘူး wifi password တွေပဲပြန်ထည့်ပေးရမှာပဲအဲ့တော့ကျွန်တော်ကဒီကောင်းကို application မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်က reset ဖုန်းနိုင်မယ်ပေါ့နော်အဲ့တော့ကျွန်မ ီမှာဒါတော့သူ့ရဲ့ network ကိုပုံတော့ network ကို reset ချတာဒါဖုန်း setting ကို reset ချတာမှားနေမိတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ဖုန်းတွေဆင်ပြတာဖြစ်ဖြစ်ဒီ reset setting ကအရင်အသုံးဝင်ပါတယ်အဲ့တော့အဲ့ဒါလေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်ဥပမာပြမယ်နော်အဲ့ဒါလေးကိုနှိပ်လိုက်ပြီးတော့ဒီမှာ reset setting နှိပ်လိုက်တာနဲ့ဖုန်းကပြေးပြီးပြန်ပွင့်လာမယ် reset တွေကသူ့ရဲ့ setting เนี่ยသူ့ရဲ့ origin နဲ့ပြန်ဖြစ်သွားမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒီ reset phone ပဲကျွန်တော်နေ့မှာဖြစ်ပါတယ်ဖုန်းနဲ့ရှိတာအကုန်လုံးပြတ်မယ်ဆိုတဲ့သဘောပေါ့เนาะဒီမှာအလုံးပြတ်မယ်ဆိုပြနေတယ်ကျွန်တော် reset phone ကိုနှိပ်လိုက်မယ်เนาะအဲ့တော့သူ့ရဲ့ password လေးပြန်တောင်းတယ် password လေးပြန်ထည့်ပေးမယ် okay ပြီးတော့ reset phone လေးကိုမအောင်မှရှိတဲ့ reset phone လေးကိုကျွန်တော်နှိပ်လိုက်တယ် okay အဲ့ဆိုလို့ရှိရင်တော့ဒီဖုန်းကအဲသူဆက်ရှင်းပြီးနေပြီပုတ်ပိတ်ပြန်ပွင့်လာမယ်เนาะခဏဆောက်ပေးပါဗျာ โอเคဒါဆိုသူပြန်တက်လာပြီပေါ့เนาะအာဒါမကျွန်တော်မိတ်ဆွေများကခဏလောက်စောက်ပေးပါဗျာโอเคကျွန်တော်လည်းခဏလောက်စောက်လိုက်တာโอเคဒါဆိုသူဒီဖုန်းနဲ့ရှိတာကိုသူ ရှင်းပေးနေတယ်ပေါ့เนาะအဲ့ဒါလေးခဏစောက်မယ်เนาะအဲကျွန်တော်ဒီဒီရှင်းတာနေပြန်တက်ဖို့အထီကိုတချို့ဖုန်းတွေလည်း3မိနစ်လောက်ကြာတက်တယ်တချို့တချို့ဖုန်းတွေ1မိနစ်ပဲကြာတယ်တချို့ရန်လေးတဲ့ဖုန်းဆို5မိနစ်ထိကြာတက်ပါတယ်ဒါလေးလို့စိတ်ရှိတီကံပြီးစောက်ပေးပါဗျာအရေးကြီးတာတစ်ခုကဖုန်းကိုအားနည်းနေတယ်เนาะအားကိုနည်းဆုံး5 50 60ရှိမှလောက်ပါ အားနည်းနေလဲဖုန်းအာသညိုလေးချိန်ထားလို့ရပါတယ်ဗျာโอเคဒါဆိုသူဒါသူ freezer ချနေပေါ့နော်โอเคတရားရုံးပြသွားပြီဒီမှာဆက်ဆက် reset ဆက်ဆက်ဖို့ပြသွားပြီဖုန်းကပိတ်ပြီးပြန်ပွင့်လာလိမ့်မယ်နော်โอเคဒါဆိုဒါသူပြန်ပွင့်လာပြီပေါ့နော်ပြန်ပွင့်လာတော့တစ်ချက်ဆောက်မယ်နော်โอเคအားဆိုရင်ကျွန်မပြန်တက်လာပါပြီဗျပြန်တက်လာလို့ရှိရင်ဒီမှာတော့သူအင်္ဂလိပ်အော်တိုမက်တစ်ယူထားတယ်ကျွန်တော်တို့ gas star နိုင်မယ် โอเคပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာတော့အာကျွန်တော်တို့ကိုကို country ကိုရေးရေးလို့ရတယ်เนาะအဲ့တော့မြန်မာ country ပါလာမကြည့်เนาะကြည့်လိုက်မယ်โอเคအဲ့တော့ကျွန်တော်ဒီကောင်းမယ်လောဆက်နေလိုက်မယ်နေဆက်သွားလိုက်မယ်เนาะ โอเคဒီမှာလဲကျွန်တော်တွေအမှန်အမှန်ချစ်လေးပေးမယ်ဒီမှာနေဆက်သွားမယ်အော်ဒီမှာတော့ single ထက်ကနေကျွန်တော် skip ပဲနေလိုက်မယ်โอเคဒီမှာ wifi ရှိ wifi ပဲချိတ်ပေးလို့ရတယ်ကျွန်တော် skip နေပြီးကြော်ကြော်ကြည့်လိုက်မယ်โอเคဒီမှာလည်းနေဆက်သွားမယ် ပေါ်ဆွဲတင်လိုက်မယ်အဆက်နှိပ်မယ်မနှိပ်ဆက်သွားမယ်အာဒီမှာ skip ပဲကြော်လိုက်မယ်ညကျွန်တော် password တွေနောက်မှာထားတော့မယ်ပြီးတော့ not တန်နှိပ်မယ်အဲ join မှာဆိုတော့နောက်မှာ join တော့မယ်အောက်က later ကိုနှိပ်လိုက်မယ်အဲဒီကောင်လဲ later ပဲနှိပ်လိုက်မယ်နော်အဲ့တော့ကျွန်တော် continue ဆက်သွားမယ် okay ဒီမှာလဲ finish ပြရတယ်အဲဘယ်လိုပုံစံသုံးပါလဲပေါ့ တတလို့များလေးနဲ့သုံးမလားဒါတော့ဒါမှမဟုတ်လည်းတတလို့ပဲသုံးမလားပေါ့အဲဒီမှာကိုကြက်တလို့သုံးလို့ရပါတယ်ဒါဆိုသူ့ကီးလေးနဲ့ပေါ့နော်ကျွန်တော် finish တော့သွားလိုက်မယ် okay ဒီမှာနော်အဲဒီမှာသူ့သူ့အောက်ကဘက်ကလုတ်ပါပါညာပေါ့အဲဒီမှာအလို okay တော့ဆိုအလုံးမင်းစစ်များလည်းရှင်းတတ်မယ်ထင်ပါတယ်အရန်လွှဲပါတယ်ပြန်တော့အရန်လွှဲပါတယ်မိသည့်ဖုံးမျိုးမဆိုအကုန်လုံးဒီတိုင်းပါပဲဗျာအလုံးရှင်းမှုရှင်းနေတူတူပါပဲကဲတော့ဆိုအလုံးမင်းစစ်များဆင်ပြေမယ်ထင်ပါတယ်ဗျာအဲ့တော့ channel တဲ့နဲ့ like subscribe နဲ့ပြီးအပိတ်ကြပါအောင်ဗျာနောက်ပြီးလည်းမဆက်လက်တွေ့ပါအောင်မယ်အဲ့တော့ပြီးမှကျွန်တော်အဲကျွန်တော်ပြီးမှကျွန်တော်ဒီခေါက်တွေကိုကျွန်တော် Gmail Gmail ကောက်လေးတစ်ခေါက်ထည့်ပြီးတော့ဒီမှာ Gmail ကောက်တစ်ခေါက်ထည့်ပြီးတော့ကျွန်တော် lower the software လေးလေးပြန် down ပေးမှာဖြစ်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာမိတ်ဆွေအားလုံးလည်းဆင်ပြေမိတာတွေမိတ်ခဲ့လို့ရပါတယ်ဗျာ bye bye